အောင်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းထွတာပဲဖြစ်ပါတယ်ဂျွန်လာတလစာတောက်ကြသားသမီးများအတွက်တလစာဟော်ဇလန်နဲ့ရရရတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တောက်ကြသားသမီးများအနေနဲ့ဒီလမှာပေါ့နော်ဘာပဲလွတ်လွတ်ဘာပဲကြိုက်ကြိုက်တည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးမှလုံးစရာရှိရကိုလုံးတက်ပါတယ်နော်စိတ်လိုက်မှန်ပါဆုံးဖြတ်ပြီးတော့မှလုံးလိုက်တဲ့အရာမျိုးကြောင့်မလို့ နောက်သားရစရာမျိုးတွေစိတ်ညစ်စရာမျိုးတွေစိတ်ပင်ပန်းစရာမျိုးတွေအနာအနာကက်မှာကြုံတွေ့ရဖို့ရှိပါတယ်အဲ့တော့ဒီလမှာအယမ်းစိတ်တူပြီးတော့အယမ်းစိတ်ညစ်ပြီးတော့အယမ်းစိတ်ပင်ပန်းပြီးတော့မှမှားယွန်းစွာဆုံးပြတ်ချက်ချလိုက်တဲ့အရာတွေရှိတတ်တာမို့လို့ဒီလမှာတိုင်းပောက်လေးပေါ့စိတ်လေးကိုရှော့ပြီးတော့လုပ်စရာရှိတာလေးလုပ်ပြီးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ဆိုတော့ဆုံးပြတ်ချက်မှန်မှန်ကန်ကန်နဲ့မွေသိန်း ငွေသိမ်းငွေနှုတ်မှန်ကန်တာမလို့အကျုံးမြတ်ကောင်းနေကာလမှာရရှိတတ်ပါတယ်။နောက်နှောင်နှိမ့်ကြံ့ကြာနေတဲ့လုပ်ငန်းတွေအလုပ်ကိုင်နေတဲ့ဒီကာလမှာလုံးဝလုံးဝအဆင်ပြေသွားဖို့ရှိပါတယ်။မိမကြံ့ကြာပြီးတော့ပိတ်ဆို့နေတဲ့ကိစ္စရပ်တွေကဒီလမှာလုံးဝအေးအေးဆေးဆေးနဲ့ပြီးမြောက်သွားတာမျိုးကြုံရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိလျော့လျော့နဲ့လှုပ်ထားတဲ့အရာလေးတွေအတော့ဒီကာလမှာပြန်ပြီးတော့ပြန်ပေါ်လာပြီးတော့အဲ့ကိစ္စကိုဆောင်ရွက်မယ်ဆိုရင်လည်းအဆင်ပြေပြေချုံးမွေးလို့ရတာမျိုးလေတွေ့ရပါတယ်။နောက်ပြီးတော့မိမိရဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ပြီးတော့အောင်မြင်မှုတွေအစီအမင်းမှုတွေကိုကျော်လို့ရပါတယ်ပြောရမယ်ဆိုရင်တော့အရှိလာတွေမှာပေါ့နော်မိမိပါပြင်းမှန်းလာမျိုးစိတ်အီးစင်းရခြင်းဟိုကိုယ်ရေးစီးရခြင်းကြုံတွေ့ရမျိုးရှိတတ်ပါတယ်အဲ့တော့ဒီလမှာအားအရာကိုကြော်ဖြတ်ကျင်နေဆိုမိမိကမိမိရဲ့စိတ်ထဲမှာမိမိရဲ့စိတ်ကရှိနေတဲ့အတွေးဆိုးတွေအတွေးမှားတွေတော့မဟုတ်ရင်မိမိရဲ့ရှိနေတဲ့အတွေးတွေကိုဖယ်ရှားရှိရဖယ်ပြီးတော့ ကြောင်းရတခုခုအရာတခုခုပေါ်မှာစိတ်လေးနှစ်ပြီးတော့လှုပ်လိုက်မယ်ဆိုရင်တော့အိုက်ခက်ခဲတွေကသူကသူပြီးသွားလိမ့်မယ်ချိန်တိုင်းပြီးစရာရှိရတော့ပြီးသွားမယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဒီကာလမှာတော့ဗာလဲဆိုတော့မိမိကဒီအခြေရေးတွေအခြေရေးတွေကြောင့်မလို့စိတ်ဤတော်ခါရောက်လာခြင်းပြင်မဲ့ရခြင်းဖြစ်တတ်တယ်မိရဲ့ချစ်သူလက်ရှိရှိနေတဲ့ချစ်သူရေးစားရင်းနဲ့ပတ်သက်ပြီးတော့စကားအစမပြေအမျိုးနောက်ပြီးတော့သူနဲ့ပတ်သက်လို့နဲ့ပတ်သက်ပြီးတော့မိမိမှာပြောရဆိုတာရှင်းရနေရတဲ့အားလည်းပတ်သက်ပြီးတော့ပင်ပန်းရတာမျိုးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုး ဟိုအခြေရေးကြောင့်မလို့ချစ်သူကြောင့်မလို့မိမိမှမိမိရဲ့လုံနေတဲ့ဒုံငန်းဆန်တာတွေအားလုံးကလွယ်လွယ်မှားမှားဖြစ်တာမျိုးဖြစ်တဲ့တဲ့အကြောင်းဒီကာလမှာအခြေရေးတွေမှာခက်ခဲကြုံရပြီဆိုတာနဲ့ရှင်းမနေပါနဲ့ခဏလောက်လေးမသိကြအောင်ဆောင်ပြနေကြရှိရနေလိုက်ပြီးတော့သူ့အကြောင်းညာနေသူ့အတူပြီးလဲပြီးလဲသွားလိမ့်မယ် ရှင်းလေလေပြီးသွားမယ့်ကိစ္စလေးလည်းမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်လားနယ်မှုရှိရှိခလေးမဆန်ပဲဖြေရှင်းမယ်ဆိုတော့အခြေအကောအိမ်တော်ယူကလုံးဝဆင်ပြပါဖို့ရှိတယ်။လားနယ်မှုမရှိဘဲနဲ့တယောက်တယောက်မရှင်းနိုင်ဘဲနဲ့မလင်းနိုင်ဘဲနဲ့ညနေချင်းမဆိုင်နိုင်ဘဲနဲ့ဆိုတော့ပြီးပြက်လာမှပြီးမှာမဟုတ်ဘူး။ပြက်လာမှပြီးဘူးဆိုရင်တော့ဘာမှလုပ်လို့မရဘူးကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဒီကာလမှာဒီလုံးဝအိုဘလိုခေါင်းဆိုအကျွေးအကျွေးလုံးဝလုံးဝမပေးပါနဲ့လုံးဝဘသူ့ကမှမချီးပါနဲ့ဘသူ့ကမှမပေးပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်တစ်ခုကြတော့ဘာလဲဆိုတော့ဒီ မမအစာချုပ်စာတန်းလက်မှတ်ထိုးရမယ့်အရာတွေသူတပောက်ကိုတာဝန်ခံရမယ့်အရာတွေရှိတယ်ဆိုရင်တော့တတိကြီးကြီးထားပြီးတော့လုပ်ပါတတိကြီးကြီးထားပြီးတော့ဆောင်ရွက်ပါကျွန်တော်နေနဲ့ပြောချင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒီကာလမှာအဲ့အရာတွေကနေမိမိကိုနင်းချေလို့ရမယ်ပြတ်နာတယ်မိမိကိုနင်းချေလို့ရမယ်အခက်ခဲတွေကြုံတွေ့ရဖို့ရှိပါတယ်နောက်ပြီးတော့ဒီမိမိရဲ့တပည့်သားမျိုးတွေလက်အောက်ငယ်သားတွေကြောင့်မလို့မိမိကတော့ခါရောက်ရတာမျိုးတွေသူတို့ကြောင့်သူတို့ရဲ့ပြဿနာတွေကိုမိမိကဖြေရှင်းရတာမျိုးဒီကာလမှာကြုံတွေ့ရဖို့ရှိပါတယ် နောက်ပြီးတော့လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအစ်တွေကိုလုပ်မယ်လို့ယူရတယ်ဆိုရင်ဒီကာလမှာလုပ်ပါဆောင်ရွက်ပါနောက်ပလန်အစ်တွေချမယ်ဆိုရင်ဒီကာလတည်းလုံးဝလုံးဝပလန်အစ်တွေချပြီးတော့စီးပွားရေးကံကောင်းဖို့လူမှုရေးကံကောင်းဖို့လုပ်တဲ့နေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်တော့ဒီကလာမှာလူချစ်လူချစ်လူခင်အရန်များလာမယ်မိမိကိုကူညီမဲ့သူတွေမိမိကိုမားဆမဲ့သူတွေမိမိရဲ့အခက်အခဲတွေကိုဖြေရှင်းပေးမဲ့သူတွေလည်းများလာတတ်တယ်။အားကြောင့်မလို့မိမိကမပျော်တဲ့အရာတွေရှိနေတာမှာဘေးရမိမိကိုပျော်စေမယ်ပြီးရမိဘေးရတွေကမိမိကိုဟိုစိတ် ဟိုတက်တာမှုဖြစ်စေမလဲဆိုတာတွေးပြီးတော့ပျော်သင့်ပျော်ထိုက်တဲ့နေရာမျိုးမှာပျော်ရရှိရပျော်ရခြင်းအားဖြင့်မိမိရဲ့ခက်ခဲတွေပြေလည်သွားပါလိမ့်မယ်မိမိရဲ့စိတ်အနှောက်အယှက်တွေတွေကင်းသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတော့ကျမ်းမာရင်နေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ထိကြိုက်ရှာနာမျိုးဖြစ်တာမျိုးနောက်ဆိုင်ကယ် တို့ချစ်မိတာမျိုးရှာမိတာမျိုးနောက်ဆိုင်ကအတိုက်ခံမိတာမျိုးနောက်မတော်မဆမှုတွေဖြစ်တာမျိုးတသေးရနေကြီးကြီးကြီးဖြစ်ပေါ်တတ်တယ်အဲကြောင့်တနင်္ဂနွေလောက်လေးတတိထားပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်တစ်ခုကျတော့ပါလဲဆိုတော့ယောက်ျားလေးများအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီလိန်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးရောပြက်နာလေးမျိုးလေးတွေဖြစ်ပေါ်တတ်တယ်မိန်းမများအနေနဲ့လည်းအဒီအမျိုးသမီးဒီနော်ဒီလိန်စိတ်နဲ့လိန်နေနဲ့ပတ်သက်တဲ့ယောဂါမျိုးတွေဖြစ်ပေါ်တတ်တော့တွေ့ရပါတယ်ခင်ဗျာအဲဒီကာလမှာ တလားတာကာလာပတ်လုံးမှာဗောနော်ဒီအရာလုံးကိုအအောင်မြင်မြင်နဲ့အစီပြေပြေနဲ့သွားကျင်တယ်ဆိုရင်တော့စိတ်လေးကိုရှော့စိတ်လေးကိုရှော့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 ပြီးတော့အေးလေးလေးပဲဖက်တမ်းပါအေးလေးပဲသွားပါကဲရရရာနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိမိရဲ့အိမ်မှာရှိနေတဲ့ဖျားမှာဗောနော်ဒီအချိုရီအချိုရီပေါ့နော်အချိုရီဆိုတဲ့နေရာမှာလိမ်မော်ရီပေါ့နော်လိမ်မော်ရီအချိုရီကိုကတ်လူပေးပါဆူတောင်းပေးပါအခက်အခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါ အားလုံးပဲအဆင်ပြေပါစေဂျွန်လာမှာ okay ဆိုပြီးအောင်မြင်မှုတွေပိုက်ခွေးပိုက်နိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်